ရောက်ရုံမြင်တန်ကြားပြည့်တယ်များရှင်မိုးကုတ်ဆရာတော်လောင်းလျာကိုရင်ဝိမလအသက်၁၁နှစ်ဝါနှဝရမှာတင်းညိုတရာကျန်းစာတို့ကိုကောင်းစွာကြက်မှတ်တင်ကြားနေပြီဖြစ်ပါတယ်ကိုရင်ဝိမလဟာတင်းညိုကိုပို့ပြီးစိတ်ဝင်စားခဲ့ပါတယ် ိတ်တစ်ခုရဲ့တက္ကံရုပ်တစ်ခုရဲ့တက္ကံတစ်ချက်ပုံရုပ်နဲ့နံတို့ရဲ့ဖြစ်ပျက်ပြောင်းလဲမှုဉာဏ်ဆန်းပုံတွေကိုအရွယ်နဲ့မလိုက်အောင်သိလို့စိတ်ပြင်းပြစွာသင်ယူခဲ့ပါလိမ့်ရှင်ကနေ့တင်းညိုတက်ခကြရတာစိတ်ပိုင်းစေတေပိုင်းပကိန်းပိုင်းရင်လို့သုံးပိုင်းပြီးစည်းခဲ့ဒီကနေ့ဗာတက်လာလဲဆိုရင်တင်တာဝိဓိပိုင်းရောက်လာဝိဓိပိုင်းဆိုတာကဒါလူတွေဉာဏ်ညာတွေ့ကြတဲ့ အာယုန်လေးဒါလည်းကိုသကုဒ္ဒရသောတာဒ္ဒရခဏဒ္ဒရဇိဝဒ္ဒရကာဒ္ဒရအဲ့ဒီဝိသိစိတ်တွေဆိုတာဘယ်လိုလဲဥပ္ပချီခြင်းဆိုပြတာဒါအဲ့လိုခဏ၃ပါးနဲ့ဟောလာခဲ့တယ်ဥပ္ပရဲ့ချီရဲ့ခြင်းရဲ့ဆိုပြတာခဏ၃ပါးလာပြီးတော့ကြားလာတယ်အတိတ်ကဘဝင်းဘဝင်းကသရဏဘဝင်းပိစရာပိစံဒ္ဒရဝဇာသကုဝိညာဉ်တံပိစံတံဉာဏ်ဟောသောခုနှစ်ခြင်းဇရာရောနှစ်ခြင်းဆိုကြတယ်ဒီနေ့ပြီးတော့ ခုနစေတကနာ79ကျဲဆိုတာအဲဒီအတိရဝင်တစ်ချက်ငါဥပပပြိုင်ခဲ့တဲ့ရုပ်ဟာဒီတရားယုံကြီးပြင်မာလာချုပ်တဲ့ခါကျတော့ဟာစေတကနာ79ကျဲစီခဏငယ်90ကျဲမှာအဲ့ဒီမှာယူသက်တက်ပြန်ပြီးတော့ချုပ်ပြန်တော့စေတကတော့ဒါဆက်လက်ပြီးတော့ပြုနေတယ်ဖြစ်လာတဲ့အထက်မှာအဲ့မတန်းဒီမှာဒီလိုသက္ကုဒါရဝိတိတဝိတိပြီးရဲ့အချိန်ခါမှာဇောလေးယူပါယုံတစ်ချိန် ကြာသွားတော့တာဟုတ်လားယူပါယုံမြင်လာတော့တာစက္ကူဝိညာဉ်စိတ်ဖြစ်လာတယ်ပထမစက္ကူဝိညာဉ်စိတ်ဖြစ်တယ်အတိဒဘွင်ဘွင်ကသရဏဘွင်လေးလှုပ်လာတယ်ဘွင်ကပိစိဒဘွင်ပြတ်တယ်ပင်စံသွားတာဟောစံအာဝဇံစိတ်ဖြစ်လာတယ်လို့စက္ကူဝိညာဉ်စိတ်ကလေးဖြစ်လာတယ်အဲဒီစက္ကူဝိညာဉ်စိတ်နောက်မှာတန်ကြေရဏဆိုတာတန်ပေဆိုင်ဆိုတာသူကခံတယ်တန်ကြေရဏဆိုတာစုံစမ်းတယ်ဟောပုံသောအော်ဒီယိုသာတာယူပါယုံဘယ်လိုယူပါယုံမဲဆိုတာဒါစက္ခုဝိညာဉ်ကိုသွားအဲ့ဒီတော့မှဒါသူ ယူပါယုံဘာယူပါယုံလို့တည်ရောဇောတွေခံထားတယ်ဒီနောက်တရားနှိမ်ခြင်းဖြစ်ပြီးတော့ဒါချုပ်သွားပြန်တယ်နားလားအဲ့ဒီအဲ့လိုချုပ်တဲ့ဥစ္စာမင်းတို့တောဒ္ဒွာရကြတော့လဲဒီလိုပဲဒါမှမင်းတို့အခုမြင်ကြားနေရတာကမြင်လဲမြင်တယ်ယူပါယုံတစ်ခုကိုနောက်ပြီးတော့ကြားလဲကြားတယ်ချက်ချင်းနဲ့ဒါမြင်တာတလဲကြားတာတလဲဆိုဒီလိုဆိုင်နေတစ်ခါတပြိုင်နဲ့မှန်လားဟုတ်ပါလားတပြိုင်နဲ့မြင်ရတယ်တပြိုင်နဲ့ကြားရတယ်အဲ့ဒါကတော့စိတ်သက်ကအင်မတန် ြင်ညာမှုရှိတယ်ဥပတ်ခြိပင်ဒီမှာလည်းဥပတ်ခြိပင်ဥပတ်ခြိပင်နဲ့သွားတာဒါစေတကနာခဏငယ်90တကျဲဆိုတာဥပတ်အချက်ခြိတကျဲဘင်းတကျဲဒီမှာလည်းဥပတ်တကျဲခြိတကျဲဘင်းတကျဲအဲ့လိုနဲ့သွားလို့အမှန်တန်ပြင်ညာမှုရှိနေလို့ဟုတ်လားတရားတစ်ပြက်ဂရေတသိမ်းချုပ်တယ်ဆိုတာဖြစ်တယ်ပြက်တယ်ဆိုတာတကယ်တော့သဘာဝလည်းကြတယ်။ဘာကြောင့်လဲဆိုလို့ရှိရင်ခဏအတန်းနားထောင်နေဆိုရင်ပဲ အတန်ကလည်းကြားလိုက်တယ်၊ယူပိုင်ကိုလည်းမြင်လိုက်တယ်၊အတန်ကိုလည်းကြားလိုက်တယ်။ဟုတ်မလား။ဒီလိုကအကုန်လုံးသူ့အနေနဲ့သူစဉ်းစားဒါတကယ်တော့သူ့ဝိသိနာသူဖြစ်နေတယ်၊သူ့သွားတာဝိသိစိတ်တွေသူ့အနေနဲ့သူခဏငယ်ငါးရက်တစ်ချက်ပြဲမှနောက်ထပ်တစ်ခါဝိသိတစ်ခုပြန်ဖြစ်လာတယ်။နောက်တယ်။အဲ့လိုဖြစ်တယ်။အဲ့ဒါသူတို့ဖြစ်ပြမှုဉာဏ်သဏ္ဍာန်ကိုဒါဘာနဲ့ဥပမာပေးတာလဲဆိုလို့ရှိရင်ဇောနဟန္တာဆံမှာလာပြီးတော့ပြတယ်ဇောနဟန္တာဆံမှာဖျားလို့ဟင်းတာမင်းနဲ့ ငါမိတ်ဆွေမင်းကြီးထံသွားမယ်တခါလာဗန္ဒီကြီးကိုတပြည်လုံးတခါဟင်းတာတွေအုပ်ဖုံးပြီးတော့ထားလိုက်ပြီးမှမင်းကြီးထံဆင်းလာတယ်ဟာအရှင်ဟင်းတာမင်းတပါးတည်းကြွားလားအပြားကြီးလာတာလားတပါးတည်းပဲဒါမဲ့ဟိုကောင်းငင်မှာတော့အကုန်လုံးပြည့်တွေ့မြင်ရတယ်ဟုတ်တယ်ဒါမဲ့အရှင်မင်းဟင်းတာမင်းရဲ့အဟုံကိုဒီလောက်ရှင်နန္ဒာပြတာအဟုံတော့မပြနိုင်ဘူးအေးဖြစ်နိုင်ရင်တော့ဒါအတုတော်မြင်ပြမယ် တရားလေးမျက်နာမှာလေးသမားလေးယောက်ထားတယ်လေးမျက်နာမူပြီးဒီကလာထားပါထားပြီးဒီကလာအဲ့လေးသမားလေးယောက်ကဒါတို့ကြိုင်နေပြစ်ပါလိမ့်မယ်အဲ့ဒီပြစ်တဲ့ညားကိုညီမမကြခင်လေးသိန်းသလိုမဲ့ညီမမကြခင်ပြစ်တဲ့အဲလေးသမားတွေရဲ့ခြေရင်းကိုရအောင်ပုတ်ပေးမယ်ဒါကျွန်တော်ရအဟုံအတုပဲဒါအဲ့ဒီ ရှင်းနာမင်းပြောတဲ့အတိုင်းနဲ့စီမံတဲ့အတိုင်းနဲ့ဆောင်ရွက်လို့ရှင်းနာမင်းလည်းတိုင်ချိတ်ပေါ်နားနေတယ်။အဲတိုင်ချိတ်ပေါ်နားတဲ့အခါကျတော့အချက်ပေးလိုက်တယ်လေသမားလေးရောက်လဲတပြိုင်နဲ့ပြစ်လိုက်တယ်လေးမျက်နာပြစ်တဲ့အချိန်ကမှလဲမှာဆွဲလဲဆွဲလဲလေးဆွဲပြီးဒီကလာထားတဲ့ရှင်းနာမင်းကခြူစံသာကြားလဲရတယ်ဒီဆွဲလဲစံသာကြားလဲရတယ်သူ့မမြင်လဲရဘူးပုံမှန်လဲလေးလဲလေးစင်းသလို့ သူတို့ခြေရင်မှာရောက်သူနဲ့တိုင်တဲ့ဘဝဘယ်မှမရွေ့ဘူးအဲဒါလိုအခြေအနေမျိုးလေအဲဒါအင်မတန်လင်းမြန်ပါတယ်ဆိုတော့ဘာရင်ပြင်းကြီးလည်းအမနာဝမ်းမတသားနဲ့အာဒါလို့ဆိုလို့ရှိရင်အမနာခြေမြန်တယ်ပေါ့လေသူချစ်ကျူးတယ်အဲဒါအရှင်ဟင်းသာမင်းနဲ့ဒီလောက်တဲ့လင်းမြန်လာတဲ့ပို့ပြီးတော့ရှိသေးလားဟာဒီတဲ့အစအရာအဆောင်မကရှိတယ်တတ်တော်အားလို့ရအာယုတင်ခါရဟာ အဲ့ဒီဒေသမားတွေပြည့်တဲ့လေးကိုထားတာနဲ့အကျွန်ုပ်ထားပြတာနဲ့အခြားအရာအထောက်အကပြင်းပြန်လာပါတယ်စိတ်သက်ဟာအဲ့ဒါလောက်ပြင်းပြန်တယ်အဲ့ဒါကြောင့်စိတ်သက်ခုန50တစ်ချဲကြာလို့ရှင်ဒါရုပ်သက်ကတစ်သက်ချစ်တိုးတော့အဲ့ဒီခုနဆိုကြပါဆိုတော့ကွာစက်ကုဝိညာဉ်စိတ်ကလေးကဒါစက်ကုတာတွေကိုကလေးကဒီကြတော့အတိတဝင်ကဥပက္ခချစ်ခဲ့တဲ့စက်ကုတာတွေကိုကလေးကဒီ ုတိယတရားယုံရဲ့ခင်ကျတော့သူချုပ်သွားသူအဲ့ကြတော့ရုပ်တက်တက်ပဒါရယုတ်တက်ကပြန်ချုပ်သွားတာပဲချုပ်ပြီးနောက်တစ်ခါအစ်စ်တခံပြန်လာတော့တာပဲအဲ့တော့သူလည်းရုပ်တက်ကလည်းဒီလိုပဲဖြစ်ပြဖြစ်ပြနေတောင်းလဲကြောင်းလဲနေတာဟုတ်တန်တတိကအမြဲတမ်းဆက်စားပြနေတဲ့ခါကျမသိကြဘူးဟုတ်လားကြောင်းလဲမှမသိဘူးဖြစ်မှမသိဘူးပြန်မှမသိဘူးဒါပေမဲ့တဖြည်းဖြည်းဟောကလေးဘွားကနေပြီးကြီးလာတာအာ ရင်အားဖြင့်အာရုပ်တတ္တရာအဲ့လိုစိတ်တတ္တရာဒီလိုများနေဆိုတာသိရတယ်နော်ဒါကြောင့်ခဏိတာဒီတိုင်းမှညာနာကြအောင်လေဟုတ်လားဟုတ်ပါရှင်ဗျာရောက်ရုံမြင်တန်ကြားပြည့်စံများရှင် မိုးခွဆရာတော်လောင်းလျာကိုရင်ဝိမလဟာငွေရွယ်စဉ်ဘဝမှာပဲယုံနံဓမ္မသင်္ခါရတို့ရဲ့ဖြစ်ပျက်ရင်းမြမုံကိုရှင်းရှင်းလင်းလင်းနားလည်သိမြင်ခြင်းဟာနာဝိပဿနာဉာဏ်နဲ့ဉာဏ်စဉ်ဆင့်ဆင့်ရရှိဖို့အတွက်အခြေခံဥပ္ပိနည်းနည်းရှိုင်းရှိုင်းချလိုက်နိုင်ခြင်းပဲဖြစ်ပါတယ်။တနည်းအားဖြင့်တရားကိုကိုယ်တိုင်ဉာဏ်ဖြင့်သိဖို့တိတိညာကိုရှင်းရှင်းလင်းလင်းဟောကြားနိုင်မှုလမ်းစာတစ်ခုစတင်ရှောင်လန်းမိခြင်းလည်းဖြစ်ပါတယ်ရှင်။ ာထူးကြတဲ့နာမည်ပဲကွာဒီလိုမျိုးတကားမှမလိုဘူးကွာငါဘုန်းကြီးတော်လိုအောင်ရောက်နေအဲ့ဒါအရင်ကြည့်အောင်ရောက်ရုံမြင်တန်ကြားပြေတန်ကြားရှင်ကိုရင်ဝိမလာအသက်၁၂နှစ်အရွယ်ဘဝသုံးဝါရမှာကိုရင်တင်ငန်းကို ပထမဆုံးချိန်ကြားဆွဲပါတယ်လောကီကျမ်းများရဲ့ကြားဆွဲဟောခြင်းအရအဝိထေမှာကြားဆွဲတော်ဒုဒကချက်ချင်းမြတ်သူဖြစ်အံ့လို့ဆိုပါတယ် ကိုရင်ဝိမလကိုအနီးကပ်ကြီးကျက်ပညာသင်ကြားပေးနေတဲ့ဆရာတော်ဦးဇာကရကလည်းကိုရင်ဝိမလဟာဟုံးကံကြီးမားသူဖြစ်လာလိမ့်မယ်။အခုပြားတွေဝိုင်းဝန်းကြသလိုနောင်ပရိသတ်တွေဟာသူ့ကိုဝိုင်းဝန်းနှိကိုကြလိမ့်မယ်လို့နမိတ်ဖတ်ဟောကြားခဲ့ပါတယ်ရှင်။ တင်လို့ရတာပြီးပြန်ဟုတ်နော်စတင်လို့ပြီးတော့မနုဘာလို့အပ်လဲဆိုရင်ဘဝနည်းနည်းလမ်းကြောင်းဟာတိုးထက်ဖို့အကြောင်းရှိနေတယ်ဟုတ်ကဲ့မနေရီတော်တော်ဒီဘသာလာဝိယသနေရီတော်တော်ဝိယသစီမီလျံလို့ညည်အရင်လို့အဲတည်င်းတွင်စီစင်းနေဟိုဘက်ကမနုဒုထဝတိမြေဆိုတာတည်တယ်မဟုတ်လား ်မင်းတို့သိပါတယ်ဥယျာဉ်တော်ရွာရွာသားတယ်ဟုတ်လားအဲ့ဒီမင်းတို့ဥယျာဉ်တော်ရွာရဲ့တောင်မန္နာကဒုရဝတိမြေကြီးရှိတယ်မလားအဲအခုရေရစီဆင်းလာမလားတွေ့တယ်မလားအဲရေရစီဆင်းနေတယ်အဲရေစီဆင်းတာကအခုမှစီဆင်းတာမဟုတ်ဘူးဟိုးနှစ်ပေါင်းများစွာကနေပြီးတော့စီဆင်းနေတဲ့ရေအခုကုန်ရလားမကုန်နိုင်ဘူးအဲ့လို မကုန်နိုင်အောင်စီဆင်းနေသလိုတို့ တိုးတဲ့ရေလမ်းကြောင်းဟာလည်းအများရန်တည်တည်စီစင်းနေတယ်။ဒါဟုအဲ့ဒီတိုးတဲ့ရေလမ်းကြောင်းကကိုကအာအရာမရှိအောင်ရရမိမိရှိအောင်ပတ်တကူအားထုတ်ယူနိုင်ဖို့လိုအပ်တယ်မဟုတ်လား။မှန်ပါဘူး။နော်။အေးလိုအပ်တယ်။တို့သာသနာမှာပဲသာသနာမှာရောလူလောကမှာရောဒါတိုးတဲ့ရေလမ်းကြောင်းဆိုတာအများရန်ကြည့်ရတယ်။အများရန်ကိုယ်မှာအခွင့်အရေးတွေအများရန်စီစင်းနေတယ်။အဲ့ဒီစီစင်းနေတဲ့အခွင့်အရေးတွေကို မလွတ်တမ်းယူနိုင်လို့ရှင်သာသနာမှာလည်းကြီးပွားလာလို့လူလောက လူတွေမှာလည်းဒါအများဆုံးကြီးပွားနိုင်တဲ့အတွက်ဒီနေ့အနေနဲ့ကတော့ဖမုန်းဒါတိုက်တွန်းနေကုန်မဲ့ချုပ်လိုက်နော်ရောင်ရည်ရုံမြင့်တန်ကြားပြည်သက်များရှင်ကိုရင်ဝိမလဟာဆရာတော်ရဲ့သင်္ကြန်လမ်းညွှန်ချက်တွေကိုဆွေးနွေးစွာနာယူမှတ်သားခဲ့ပါတယ် တိုးတက်မှုအခွင့်အလမ်းတွေဟာအမြဲစီးဆင်းနေတယ်မဖမ်းယူတဲ့အတုံးမချတတ်လို့သာလွတ်ကုန်ရတာဖြစ်တယ်ဖမ်းယူအတုံးချတတ်အောင်ကြိုးပမ်းစံဆောင်ရမယ်လို့ကောင်းစွာသဘောပေါက်သွားပါတယ်ဒါကြောင့်ပြည့်ရတိစာပေတွေကိုငငယ်ရွယ်ရွယ်နဲ့ဆရာထက်တန်းစွာသင်ကျက်မှတ်ပါတော့လေရှင် င်ကြားဖြစ်တဲ့များရှင်ခွေးမင်တို့ရဆရာတော်ကြီးဟာကိုရင်ဝိမလာလေးကိုစတင်ကြားတဲ့အခါတိုင်းရိုးရိုးကြီးပုံစံနဲ့မတင်နဲ့ဆရာတက်ဖွဲ့အကြောင်းအရာလေးတွေကိုကြားမြတ်ပြောဆိုတင်ကြားပေးတတ်ပါတယ်ဥပမာပြားဤနီးထုံမှတ်ကျင့်သုံး၍ခြာပုံးတောင်းမို့ဟုတ်သည့်ချင်းရဆိုသလိုကြားကောင်လေးတွေဟာပန်းဝင်အချိုလေးတွေကိုနည်းနည်းချင်းစုရကများလာတယ်နောက်တော့ပြားလို့ကြီးဖြစ်လာတယ် ရှောင်းကောင်လေးတွေလည်းဒီလိုပဲတဲတဝင့်မြေတမုံချင်းစီတည်ယူပြီးဖွေရကနေတောင်မိုးကြီးဖြစ်လာရတယ်။ပညာသင်ကြားရမှာလည်းဒီအတိုင်းပဲ။ပြားရင်နီးနဲ့ခြဖုံးပမာနီးယူရမယ်လို့သုံးမသင်ကြားတော်မူခဲ့ပါတယ်။ကိုရင်ဝိမလကလည်းဆရာအဆုံးအမတွေကိုနှလုံးသွင်းပြီး စိတ်သက်ခွန်အားပြည့်နဲ့ယူဝံအားထုတ်ခဲ့ပါတယ်ရှင်။ Mein Zeh, wie